အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် LLD ပါတီဘ ഹു ဥပရေအထောက်အကူပြုအဖွဲ့ဝင်တရားလွတ်တော်ရှေ့နေဥကိုနီကိုလှုပ်ကြံခံရမှုနဲ့ပတ်သက်ပြီးကြည်လင်းနဲ့ပူးပေါင်းပါဝင်သူအဝင်းစော်ဇေယားဖြိုးအဝင်းထွန်းတို့ကိုဒီကနေ့မေလ12ရက်နေ့မှာရန်ကုန်တိုင်းဒေသကြီးမြောက်ပိုင်းခရိုင်တရားရုံးမှာခုနှစ်ကြိမ်မြောက်ရုံးထုတ်ခဲ့ပါတယ်။ ဒီကနေ့ယုံကြည်မှာတော့အမှုတွဲဟာအဝေးခံရဲ့ဖန်ဝရံကိစ္စအတွက်တိုင်းတရားရုံးကိုတင်ပြထားရပြီးအမှုတွဲပြန်မကြသေးတာကြောင့်မစစ်ဆေးဖြစ်ပေယုံကြည်ကိုမေလ19ရက်နေ့ကိုပြန်လည်ချိန်ဆပေးခဲ့တယ်လို့သိရပါဗျ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုဥပဒေအထောက်အကူပြုအဖွဲ့ဝင်တရားလွတ်တော်ရှိနေဦးကိုနီကိုလောက်ကျန်ခဲ့သူကြည်လင်းနဲ့ပူပေါင်းပါဝင်ခဲ့သူများကိုတရားစွဲထားတဲ့အမှုနှစ်ခုနဲ့ပတ်သက်ပြီးတော့ပြီးခဲ့တဲ့ရုံချိန်တွေမှာတရားလိုရဲရရှိရင်းနဲ့လက်နက်ဥပဒေပုံမှ16ကာဂျီ16စလုံးနဲ့တရားစွဲဆိုအမှုအတွက်တရားလိုပြတက်သေးဖြစ်အင်းစိန်မြို့နယ်ဒညင်းကုန်းရှိရကွမှာရာအိမ်မှုတအူးနဲ့ရဲတပ်ဖွဲ့ဝင်မှတင်သွင်းတဲ့တက်သေးတအူးတို့ကိုစစ်ဆေးထားပြီးဖြစ်တယ်လို့သိရပါတယ် အဆိုပါအမှုနဲ့ပတ်သက်ပြီးလွတ်မြောက်နေတဲ့အာဝင်ခိုင်ရဲ့မပုံတင်စရင်စာအုပ်မိတ်ဆွေတွေနေထိုင်ရာဒေသနဲ့ရခင်သွားလာခဲ့တဲ့နေရာတွေကိုဖော်ပြကာဖန်စီရမီရေးဆောင်ရွက်လျက်ရှိတယ်လို့မတ်လ30ရက်နေ့ကမြန်မာနိုင်ငံရဲတပ်ဖွဲ့ကထုတ်ပြန်ထားသလိုနိုင်ငံတကာရဲတပ်ဖွဲ့ကလည်းဧပြီလ9ရက်နေ့ကအနည်းအောင်ကြေညာချက်တရားဝင်ထုတ်ပြန်ခဲ့ပါတယ် လက်ရှိမှာဥက္ကဋ္ဌလုံးကြံခံရမှုနဲ့ပတ်သက်ပြီးမြောက်ပိုင်းခရိုင်တရားရုံးမှာကျွလွန်သူကြည်လင်းနဲ့အဝင်းစော်ဇေယျဖြိုးအဝင်းထွန်းအဝင်းခိုင်တို့၅ဦးကိုပြစ်မှုကြီးအမှတ်45မြေဆောင်2019ရာဇသက်ကြီးဥပဒေပုံမှာ3ဝါနှစ်မြေဆောင်34မြေဆောင်210နှစ်တို့ပြည်တရားစွဲဆိုထားပြီးအဆိုပါအမှုတွင်တရားလိုပြသက်သေး80ဦးတင်ပြထားတယ်လို့သိရပါတယ်။ဒါအပြင်ကြည်လင်းနဲ့အဝင်းစော်တို့ကိုရာဇသက်ကြီးအမှတ်46မြေဆောင်2019လက်နက်ဥပဒေပုံမှာ19ခါကြီး19စ လုံးနဲ့တရားစွဲဆိုထားပြီးအဆိုပါအမှုအတွက်သက်သေဆဲဦးကျော်ကိုတင်ပြထားတယ်လို့သိရပါဗျ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဘဟုဥပဒေအထောက်အကူပြုအဖွဲ့ဝင်တရားလွှတ်တော်ရှိနေဦးကိုနီဟာဇန်နဝါရီလ29ရက်နေ့ညနေ4:55မိနစ်ဝန်းကျင်မှာရန်ကုန်ပြည်ပဆိုင်ရာလေးစိတ်မှ၎င်းရဲ့နေအိမ်သို့ပြန်ရန်လေးစိတ် တာမီနယ်1ရှစ်ပလက်ဖောင်းမှာမြည်ဖြစ်သူကိုခြိကားရနေစဉ်ဂျီလင်းကကိုမမပစ္စတိုတနက်နေ့နောက်မှနေပြီးဦးကောင်းကိုအနိကပ်ပြစ်ခတ်လှုပ်ကြံခဲ့မှုကြောင့်ဦးကောင်းထံရဖြစ်လှုပ်ကြံခံရတဲ့နေရာမှာပင်တိတ်ဆုံးသွားခဲ့တာဖြစ်ပါတယ် အဲ့ဒီလိုဥကိုနီအားပြစ်ခတ်လှုပ်ကြံခဲ့တဲ့ကြည်လင်းကိုအငားရှင်မောင်းတွေနဲ့ပြည်သူတွေကလိုက်လံဖမ်းဆီးစဉ်လှုပ်ကြံသူတနတ်သမားကပြန်လည်ပြစ်ခတ်ခဲ့မှုကြောင့်လေးစိတ်အငားရှင်မောင်းဖြစ်သူကိုနေဝင်မှာကြီးထိမှန်သိဆုံးသွားခဲ့ပါတယ်။